င်္ဂလာပါရှင်။ဆရာတင့်တယ်ဘာသာပြန်ရေးသားထားတော့မေတ္တာအတင်ချေအပိုင်း29ကိုတင်ဆက်ပေးပါမယ်ရှင်။တညတွင်လင်ကွန်းသည်သူ၏ရုံးကန်း၌ညနေအောင်အလုံးထိုင်၍လုံနေ၏။မေဤသည်လင်ကွန်းနှင့်အတူရှိနေလေသည်မိတ်ဆွေဟောင်းတို့ဖြစ်သူအော်ဘီဘရောင်းနှင့်သည်ရုံးကန်း내သို့ဝင်လာပြီးနောက်သမရာမင်းခမသမရာမင်းအလုပ်တွေတိတ်များနေပါသည်။ ဒါလောက်အချိန်တည်းအားပင်ပင်မမဲမလို့စေချင်ပါဘူးအနားယူပါအောင်ကိုအထက်စီးကနေပြောလိုက်၏လင်ကုန်းသည်ဆာရံမြောက်ကိုဖတ်နေရမှာတဖြည်းဖြည်းမော်ရွံ့ကြည့်လိုက်ပြီးနောက်ဘရောင်းနင်းဒေါ်အားလုံးဟာတနေ့ကြာတရားမဲ့လူတွေကြီးပါပဲဟုတင်းမှပြတ်သားသောအတန်ဖြင့်ပြောလိုက်လေသည်မေရီသည်ခြောင်၍ကြသွားသောလင်ကုန်း၏ပင်ပန်းနှွမ်းနေသည့်မျက်နှာကိုကြည့်ကဖျားသခင်တကိုယ်တော်ကြောင့် လင်ကုန်းဘာမှမဖြစ်ပါစေနဲ့ဟုအတွင်းကျိတ်ဆူတောင်း၍နေမိလေသည်လင်ကုန်းတမရဖြစ်လာခဲ့သည်မှာ16လရှိခဲ့ပေပြီပြည်တွင်းစစ်ကြီးကပြည်စည်းဖို့အရေးမှာဝေးလာလေသေးသည်လင်ကုန်းတမရဖြစ်စားကဖြစ်လာခဲ့သောပြည်တွင်းစစ်မီးတောက်သည်နည်းနည်းမှ အချိန်မလျှော့သေးချေအင်္ဂလန်နှင့်ပြင်သစ်တို့ကလည်းပြည်တော်စုကိုစစ်တမ်းပေး၍ချင်းချောင်းနေကြဆဲဖြစ်၏လက်ဦးက ဤစင်မီတော့သည်ပြည်တော်စုအတွင်းရှိတည်နေအချင်းချင်းစကားများသောကိစ္စများသာဖြစ်ခဲ့သည်မိသားစုအချင်းချင်းအိမ်သူအိမ်သားအချင်းချင်းစကားများသောကိစ္စမျိုးများသာဖြစ်ခဲ့၏မကျေနပ်ချက်များကိုတစ်ဖက်နှင့်တစ်ဖက်အပေးယူလုပ်၍ဆွေးနွေးကနားလည်မှုနောက်ဆုံးရကမိသူများကြီးကြီးကျယ်ကျယ်အကျိုးပစ္စည်းထိခိုက်ခြင်းမရှိဘဲငြိမ်းချမ်းသွားဖို့ဖြစ်၏ယခုမူပြည်ရင်းစည်းဤဗမာနာသည်ထုံမြမကတော့ ြည်တော်စုကြီးတစ်ခုလုံးစည်စည်ညံ့ညံ့ကျေ၍သွေးချောင်းစီးပြီးကမှရက်ဆဲပြီးငြင်းချမ်းရတော့မလို့ဖြစ်၍နေ၏နောက်တစ်ချက်မှာကလင်ကုန်းသည်ပြည်တော်စု၏ယုံကြည်အားထားခြင်းကို အများဆုံးလိုလားနေရသော အချိန်ဖြစ်နေ၏1860ပြည့်နှစ်ကလင်ကုန်း၏ Republican Party ကိုထောက်ခံခဲ့ကြသော New York, Pennsylvania, Ohio, အင်ဒီယားနာနှင့်အီလီနိုအစ်ပီနယ်များသည် လာမည့်အောက်တိုဘာနှင့်နိုဝင်ဘာတွင်ကျင်းပတော်မူကွန်ကရစ်လွှတ်တော်အမတ်ရွေးကောက်ပွဲတွင်ဒီမိုကရက်တစ်ခိုင်းကို ပြောင်းလဲထောက်ခံကြတော်မူဖြစ်၏ထိုနယ်များသည်ဒီမိုကရက်တစ်ဝင်အမတ်များကို ရွေးကောက်ခြင်းအပြင်ရီပပ်ဘလစ်ကင်ခိုင်အစိုးရကိုတော်၎င်းသမရလင်ကွန်းကိုတော်၎င်းမယုံကြည်ကြောင်း ပြသကြပြီးတော်မူ ဒီမိုကရက်အမတ်များကွန်ကရက်လွှတ်တော်တွင် အများပြားရှိ၍လာသောအခါကွန်ကရက်လွှတ်တော်သည်တပုံများနှင့်ငင်းချမ်းရေးဆစ်ဆက်ရန်လှုပ်ပေတော်မူထို့သူဆစ်ဆက်ပြီးလင်တောင်ပိုင်းပြည်နယ်များကို အချုပ်အခြားအာဏာပိုင်တခြားနိုင်ငံတနိုင်ငံအနေဖြင့်အတိအမှတ်ပြုကြရပေတော်မူထို့အခါတွင်ပြည်တော်စုသည် လုံးဝပြိုကွဲတော်မူဖြစ်၏လင်ကွန်းသည် မကြေနိုင်မချမ်းနိုင်ဖြင့်ခေါတုတ်ခေါက်ပြန်ရှောက်နေရာမေ ကျုပ်တော်ကြောင်းနဲ့ပြိမိနေပြီဟုစိတ်မချမ်းသာစွာပြောလိုက်၏ဒါမှရှင်နားရတော့မပေါ်ဟုမေကြီးကပြောလိုက်၏လင်ကွန်းသည်ခြာကနေလှည့်ကြည့်ပြီးနောက်မေကြီးကိုစစ်စစ်ဆက်ဆက်ကြည့်လိုက်၏သူဤမျက်လုံးများမှာအယောင်တဖိတ်ဖိတ်ထွက်၍နေလေသည်မေကျုပ်ရဲ့အကြီးဆုံးရည်ရွယ်ချက်ဟာပြည်တော်စုကြီးကိုမပြိုကွဲအောင်လုပ်ဖို့ပဲဆိုတာမေကြီးအတိဆုံးပဲမဟုတ်လားကျုပ်ရဲ့အကြီးဆုံးရည်ရွယ်ချက်ဟာငွေဝဲကျုံစနစ်ကို မပြတ်အောင် ထိန်းဖို့ဒါမှမဟုတ်လုံးဝဖြတ်ပစ်လိုက်ဖို့မဟုတ်ဘူးဆိုတာမေးအတိဆုံးပါပဲအဲ့တခုတော့မှန်တယ်ကိုရန်အယူဆအဖြစ်ဆိုရင်ကျုပ်တဘောမှာလူတိုင်းလူတိုင်းလွတ်လပ်တဲ့လူတွေဖြစ်စေခြင်းနဲ့ဆိုတာကတော့အမှန်ပဲဒါပေမဲ့ကျုပ်ရဲ့တမရအဖြစ်နဲ့တာဝန်ဝတရားကြီးကတော့ပြည်တော်စုကြီးမပြိုကွက်အောင်ထိန်းသိမ်းရမယ်တာဝန်တွေပဲတကယ်လို့သာငွေပဲကျွန်းနေအလုံးတယောက်မှမလွတ်လပ်ဘဲနေခြင်းနေမယ် ဒါပေမဲ့ပြည်တော်စုကြီးမပြိုကွဲသွားဘူးဆိုရင်တော့ကျုပ်တော်ငွေကျွနဲ့မလွတ်လပ်ချင်နေပါစေပြည်တော်စုကြီးမပြိုကွဲတဲ့နေ့ကိုကျုပ်လိုက်ရမှာပဲဒါမှမဟုတ်လို့ငွေဝဲကျွအားလုံးရှိရှိသမျှအားလုံးတယောက်မှကြံလွတ်လပ်မှပြည်တော်စုကြီးတည်မြဲမယ်ဆိုရင်လေအဲ့ဒီနေ့ကိုကျုပ်လိုက်ရမှာပဲငွေဝဲကျွတချို့ကိုလို့တချို့ကိုတော့ငွေဝဲကျွအဖြစ်နဲ့ဆက်ထားပြီးဒီနည်းနဲ့ပြည်တော်စုကြီးမပြိုကွဲအောင်လုပ်နိုင်မယ်ဆိုရင်လေ အဲ့ဒီနေ့ကိုကြုတ်လို့ရမှာပဲလင်ကုန်းကြီးအတန်းဒီပြောရင်ပြောရင်ပုံမိုကျဲလောင်လာ၏ကျုပ်တို့ဟာလက်နဲ့အင်အားနဲ့ပြည်တော်စုကြီးမပြိုခွဲအောင်ထိမ့်သိမ့်နေကြတယ်သို့တော်လည်းဒါလောက်နဲ့မရသေးဘူးကျုပ်တို့စိတ်ထက်အင်အားနဲ့လည်းစစ်စင်ရပေလိမ့်မယ်ဒီတစ်ခါမှာတော့တောင်ပိုင်းပြည်နယ်တပုံတွေကို လုံးလုံးပြစ်စီတော့အောင်လုပ်ရတော့မှာပဲဒီလိုမလုပ်ချင်လို့နေမနာညာမနာအများကြီးခြိတုံချတော့စဉ်းစားပြီးနေခဲ့ရတယ် ဒါပေမဲ့အချိန်တွေကကုန်လာခဲ့ပြီးတိတ်နှောက်ကြနေပြီးတောင်ပိုင်းပြည်နယ်တွေမနစ်နာပါစေနဲ့လို့ကြုံညာညာပေးနေခဲ့တာအရာမထင်ခဲ့ပါဘူးဒီတော့တောင်ပိုင်းပြည်နယ်တွေကိုတခါတည်းခါချိုးသွားအောင်အကျိုးပျက်စီးအောင်ကြုတ်တော်လောရတော့မှာပဲမေဤသည်ရင်းနှဲနိုင်ထိတ်ခနဲဖြစ်သွား၏ဒါဖြင့်အရှင်ခုပြည်တော်စုကြီးတစ်ခုလုံးမှရှိတဲ့ငွေကြေးအလုံးလွတ်လပ်စေလို့အမိန်ထုတ်တော်မလို့ပေါ့ ခက်စောစောပိုင်းကဆိုရင်ဒီအမိတ်ဟာစောလွန်းနေပြီလိမ့်မယ်။တချုံပြည်နယ်တွေဟာဒီအမိတ်မျိုးထွက်လာရင် ပြည်တော်စုကခွဲထွက်ကုန်ကြမှာ။အခုတော့အဲ့ဒီပြည်နယ်တွေဟာကျုပ်တို့ရဲ့ပြည်တော်စုတက်မတော်တွေခြေကုပ်ယူထားပြီးပြီးဘာမှစိုးရင်စရာမရှိတော့ဘူး။ဒီနေ့ကစားပြီးနောက်အတော်ကြမှာငွေဝေကျုံအားလုံးလွတ်လပ်စေဆိုတဲ့အမိတ်ကိုထုတ်ပြန်ရင်လေတပုံပြည်နယ်တွေတိတ်အားကောင်းပြီးအမိတ်ထုတ်ရတာအလကားဖြစ်သွားမှာစိုးရင်ရတယ်။ဒါကြောင့်မို့အခုအချိန်ဟာ ုံတိုင်းလွတ်လပ်စေဆိုတဲ့အမိန်ထုတ်ဖို့အကောင်းဆုံးအချိန်ပဲပြည်တွင်းဆက်ကဖြစ်နေလေတော့ဘယ်နည်းနဲ့မှဒီစစ်တဲကမြောက်ပိုင်းပြည်နယ်တွေခွဲထွက်နိုင်မှာမဟုတ်ဘူးတကယ်လို့လာမယ့်ရွေးကောက်ပွဲမှာဒီမိုကရက်တစ်ခိုင်းကအနိုင်ရစီကောင်းမှုပြည်တွင်းဆက်ဟာတော့ငြိမ်းချမ်းတော်မယ်မဟုတ်ဘူးပြည်တွင်းဆက်ရဲ့ပြည်တော်စုရဲ့ငွေဝယ်ကြုံနဲ့လွတ်လပ်ရမယ်ဆိုတာတွေဟာတစ်ခုနဲ့တစ်ခုကင်းကွာလို့ရနိုင်တာမဟုတ်ဘူးလင်ကုန်းကြီးအတန်ဒီ တဖြည်းဖြည်းငြိမ်သက်၍လာ၏သူဤမျက်လုံးများမှာလည်းချီလွင်၍လာပေသည်လူတို့ဟာသူတို့ကိုသူတို့အုပ်ချုပ်နိုင်တဲ့ဆိုတော့ဒီမိုကရေစီလမ်းစဉ်ဟာမှန်ကန်ကြောင်းကျုပ်တို့တရကပြနိုင်စေရမယ်ပေါ်မေဤသည်ငံ၍တွေးနေ၏မိမိစာတိမှာတောင်ပိုင်းပြည်နယ်ဖြစ်သည်မိမိဤမိတ်ဆွေများမိမိဤအင်းနီနာချင်းများမှာအားလုံးပင်ငိုဝေကြုံပိုင်ရှင်များဖြစ်သည် လူကောင်းသူကောင်းများဖြစ်ကြသလားငွေကြေးများအပေါ်တွင်ကောင်းမွန်စွာဆက်ဆံကြသူများဖြစ်သည် ထိုမိတ်ဆွေများသည်မိမိတို့၌ရှိရှိသမျှသောငွေပင်ငွေရင်းကိုရာတော်ကြီးများနှင့်ငွေဝယ်ကြုံများကိုဝယ်ကာငွေရင်းမြုပ်နှံ၍ထားကြလေသည် ထို့သူများသည်ငွေဝယ်ကြုံစနစ်ကိုတီထွင်ကြသောသူများမဟုတ်မိဘပေါ်ပွားများထံမှ အမွေခံလိုက်ရသောသူများဖြစ်ကြသည်ယခုကဲ့သို့သမရအမိန့်ဖြင့် ငွေကြော်အားလုံးလွတ်လပ်စေဟုထုတ်ပြန်ကြေညာလိုက်ပါလေမိမိဤမိတ်ဆွေများမှာတခါတည်းဆင်းရဲရေတားကြပေတော့မည်ဤကဲ့သို့တွေး၍မိတ်ဆွေများအတွေ့စင်မကောင်းဖြစ်မိတော့လေမိမိသည်လင်ကွန်းဤဆုံးဖြတ်ချက်ကိုကြားရသောအခါဝမ်းအသာကြီးတား၍တွားရပေသည်တစ်သက်လုံးမုန်းတိခဲ့သောငွေကြော်စနစ်သည်ပြည်တော်စုအတွင်း၌ကွယ်ပြောင်းရပေတော့မည်မိမိငယ်စဉ်က တွေ့မြင်ခဲ့ရသော ငွေကျွန်ုပ်၏အဖြစ်အဆိုးများသည်ထက်မှန်၍ပေါ်ပေါက်ရတော်မူမဟုလင်ကုန်းသည် စကားဆက်၍ပြောနေပြန်၏ကျုပ်တို့အောင်ပွဲရဖို့အချိန်ကတော့အတော်ကြီးလိုပဲလေအောင်မယ်လူငယ်တွေအများကြီးထပ်ပြီးတည်ကြရအောင်မယ်မိဘတွေအများကြီးထပ်ပြီးတော့ပူဆွေးကြရအောင်မယ်ဒါလောက်ဒုက္ခတွေနဲ့အရင်တည်ပြီးတော့မှကျုပ်တို့ရဲ့ရည်ရွယ်ချက်ဟာအောင်မြင်လာရပေလိမ့်မယ်လင်ကုန်းသည်စပွဲတွင်ဝင်၍ထိုင်းလိုက်ပြီးနောက် သူ့အိမ်ထဲမှာမှတ်စုစာရွက်ကလေးများကိုစပွဲပေါ်သို့ချလိုက်၏ဒီမှာကြည်စက်မိကျုပ်ဟာငင်းငယ်ဒုံးကလိုစာရွက်စုပ်ကလေးတွေနဲ့ရေးတတ်တဲ့အကြံမပြောက်သေးဘူးမိဤသည်လင်ကုန်းနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီးနောက်လင်ကုန်းကကလောင်ကိုကင်လိုက်သည်၌ရှင်လင်းတိကျပြတ်သားပါစေ ရှင်ဟု ပြုံးရင်ပြောလိုက်လေသည် အပန်းရှင်ကောင်းကင်ဘုံ၌မြည်သူရှိသည်နီမေဤသည် အင်ဖြူတော်မှာ သုံးမှန်ဝဲသောစစ်သားကေဟာရက်ွက်ရှိအင်ဒါစင်အင်ငယ်ဤစင်ဝင်းသို့ထွက်၍လာ၏ဤနေရာသို့လာရောက်နေထိုင်ခြင်းမှာဝါရှင်တန်မြို့တော်ထဲ၌နွေရာသီဤအပူချိန်တန်ချက်ကမခံမရနိုင်အောင်ပြင်းထန်၍နေသောကြောင့်ဖြစ်လေသည်အင်ဒါစင်အင်ငယ်ဤပဝင်းကျင်တွင်မူကားမကြမီကမှရိပ်ဖြက်ထားသောမြက်ပြင်းများဤရနံ့သည် လေထဲတွင်ပြန့်တင်းလျက်ရှိ၍နေပေသည် ကောင်းကင်သို့မောင်၍ကြည့်လိုက်သောအခါအပြာရင်ရောင်အာကာသမှကျေပွန်ကလေးများပြူထွေး၍နေသည်ကို တွေ့ရလေသည်ခမ်းမဆောင်နှင့်ရှိနိုင်တလုံးကစစ်တနာဤထိုးတန်ကြရ၏လင်ကုန်းသည် မကြမီပင် ပြန်၍လာပေတော့မည်ဟုမေဤတွေးလိုက်မိလေသည်မေဤသည် ထိုင်းလိုက်ပြီးနောက်သူ၏ဖနှက်နှင့်ချဲ့အိတ်များကိုချွတ်၍ထားခဲ့ပြီးလင်မြခင်မို့မို့ပေါ်၌ရှင်းရွေလန်းလျှောက်၏ ဆင်ဂျီရှောကလေးတစ်ခုပေါ်တို့တက်၍လာခဲ့ပြီးဒီနောက်ထိတ်တို့ရောက်သောအခါတွင် မေရီသည်မြက်ပေါ်၌ထန်၍ချလိုက်ပြီးလင်အဝေးတွင်လှမ်း၍မြင်နေရသောဝါရှင်တန်မြို့တော်မှမိပွင့်များကို ရေးစား၍ကြည်နေမိလေသည် လင်ကုန်းသည်အိမ်ဖြူတော်သို့ညစာထမင်းစားပြီးလင်ပြန်၍သွားတတ်ပေသည်သူပြန်ရ၌မိတ်ဆွေတို့ကလက်ဆောင်ပေး၍ထားသော စစ်သုံးအညိုရောင်မြန်မာလေးတကောင်ကို စီး၍ပြန်သွားတတ်ပေသည်မိမိအားအင်ဒါစင်အိမ်ငယ်၌တယောက်ထဲထားခဲ့ပြီးဤကဲ့သို့ပြန်သွားတတ်သည်ကို မေးဤသည် လင်ကုန်းအပေါ်၌ဘွေးမြူခြင်းအဘဲကြောင့်ဆိုသောမိမိအဖို့တွင်အင်ဖြူတော်မှထဲအင်ဒါစင်အိမ်ငယ်အားပို၍စိတ်ချမ်းသာရရရှိသောကြောင့်ဖြစ်လေသည် အချိန်အတော်ညှင့်နေ ပြီးသည့်တိုင်အောင်လင်ကုန်းမှာအရေးတကြီးလှုပ်ဆရာကင်ဆရာကိစ္စများပင်ရှိ၍နေ၏စစ်မြေပြင်မှလာသောအကြောင်းကြားစာများဒလဲဆန်းရောက်၍လာသောအခါမျိုးတွင် လင်ကုန်းမှာစာပေးစာယူဌာနကမထွက်နိုင်အောင်ဖြစ်၍နေတတ်ရလေသည်တခါတည်းံတွင်ဆပရင်ဖီမျိုးနှင့်လင်ကုန်းရှိနေလိုက်ဖူးသောမျိုးများမှဂျိုးရှုအာစပေဘော်ဘီဘရောင်းနှင့်အဆရှိသော မိတ်ဆွေများသည် လင်ကုန်း၏အလုံယုံသို့ လာရောက်ကြကလင်ကုန်းနှင့်ရဲစရာမောစရာပုံတိုပတ်စာများကိုပြောဆိုလေရှိကြပေသည်မိတ်ဆွေတို့၏အတိုင်းဝန်းနှင့်ရဲစရာပုံတိုပတ်စာတို့သည်ပင်မနှွမ်းနေနေသော လင်ကုန်း၏စိတ်ပျော်ရွှင်ခြင်းဖြစ်စေသည် ထို့ကြောင့်ပင်မေ၏သည်လင်ကုန်း၏စိတ်ချမ်းသာမှုအတွေ့မြင်းများပင်အိမ်ပြန်နောက်ကြစေကမူအလိုလိုက်၍ထားပေသည်ဇူလိုင်လ၁၀ရက်နေ့သို့ရောက်သောအခါလင်ကုန်းသည် ရခင်က ပိုဂျော့စ်ကလက်ကင်ထားရှိနေသောယာရုတွင်ပိုဂျော့ဟင်နရီဟော့လက်ဆိုသူအားခံထားလိုက်၏ပိုဂျော့ဟော့လက်သည်ယာရုသစ်ကိုရလင်ရခြင်းပင်မန်ဂလီလန်၏ပိုတိုမတ်တက်မတော်ကို ရေချောင်းခီးဖြင့်မြောက်ချောင်းချီတက်၍ပိုဂျော့ပုတ်အသစ်ဖွဲ့သောဗာဂျီးနီးယားတက်မတော်နှင့်ပူးပေါင်းရမည်ဟုအလင်အမြန်အမိန့်ထုတ်လိုက်လေသည်သို့သောမန်ဂလီလန်၏ပိုတိုမတ်တက်မတော်ကဗာဂျီးနီးယားတက်မတော်ကိုမဆက်မိသေးမီအချိန်တွင် ိုက်ရီးတိုက်ရနိုင် အလွန်မြန်လာသောသဘောပေါ်ကြောင့် stone page ကစံကကရာတောင်တိုက်ပွဲနိုင်ဘိုချုပ်ပုတ်ဤဗာဂျီးနီးယားကို အလစ်ဝင်၍တိုက်လိုက်ရာဘိုချုပ်ပုတ်ဤတက်မတော်မှာအရှုံးကြီးရှုံးရလေသည် အချိန်ကလင်ကွန်းကိုတိုင်းငွေကြုံအလုံးလွတ်လပ်စေဟုသောကျင်ညာချက်ကြီးကို ရေးသားပြည်စည်း၍သူဤဝင်ကြီးအဖွဲအားဖက်ပြပြီးခဲ့သော အချိန်မှဆိုလျှင်တလားမြကြာမြင့်ခဲ့ပေပြီး စစ်ဝင်ကြီးစီရက်ကထိုကြီးညာချက်ကြီးကိုကြားသိရသောအခါကြီးညာချက်ကိုသာထုတ်ပြန်လိုက်ပြီးလင်အောင်ပွဲကြီးတပွဲရပါမှပြည်တော်စုအစိုးရအဖွဲ့၏အဖို့၌ဂုံရှိမည်ကြီးညာချက်ကိုထုတ်ပြန်ပြီးကမှစစ်ပွဲတပွဲထပ်၍ရှုံးရအောင်မည်ဆိုလင်တပုံတို့ဤစိတ်၌ပြည်တော်စုအစိုးရသည်စစ်ပွဲအမျိုးမျိုးရှုံးက အလူအလဲခံနေရသောကြောင့်ကြံမိကြံရသောဖြင့်ဤကျညာချက်ကြီးကို ထုတ်ပြန်သည်ဟူ၍ယူဆကြလိမ့်မည်ဖြစ်ကြောင်းနှင့်စီရက်ကပြောပြခဲ့လေသည် ထို့ကြောင့်လင်ကုန်းသည်ကြေညာချက်ကြီးကိုလူသိနေကြထုတ်ပြန်ခြင်းမပြုသေးပဲဝင်ကြီးအဖွဲ့၏ဖက်ပြပြီးသောအခါတွင်ခိတသိမ့်ထားပြီးစီရေးအခြေအနေကိုစောင့်ကြည့်နေခဲ့လေသည်သို့စောင့်ကြည့်ရာတွင် စီရေးအခြေအနေမှာမကောင်းလားတိုက်ပွဲများတွင်ရှုံးရင်ကြည့်နေ၏ထို့ကြောင့်လင်ကုန်းမှာ ငွေကျွန်ုပ်ဤလွတ်လပ်ရေးကြီးညာစာရန်ကြီးကို လူသိနံကြားထုတ်ပြန်ခြင်းမပြုရသေးပဲသူဤစပွဲ၌သာလဲတင်းဆဲ၍ထားရပေသည်မေဤသည်ဝါရှင်တန်မြို့တော်ဤမိအောင်များကိုငေးကြည့်နေရကမြင်းခွာတံများကိုကြားရ၏လင်ကွန်းပြန်၍လာပြီးဖြစ်ကြောင်းကိုသိရသဖြင့်မေဤသည် လင်ကွန်းလာမည်လမ်းရှိသောရှောင်းလာခဲ့ပေသည် ထိုခဏတွင် တင်းနဲ့တန်တစ်ချက်သည်တိတ်ဆိတ်ငြိမ့်တက်နေသောနှင်းအမောင်ကို ဖောက်ထွင်း၍ပေါ်လာ၏ထို့နောက်ဒုံဆိုင်၍ပြေးသောမြင်းခွာတန်ကိုလည်းကြားရလေသည်မေဤသည်အိမ်ပေးမှပတ်၍မြင်းဆောင်ရှိရာသို့အပြေးအလွှားရှောက်၍သွားလေသည် လင်ကုန်းနှင့်တွေ့ရသည်ဟင်းတစ်ပြိုင်တည်းမေဤကအိဗရာဟင် အခုနောက်ကတင်းနဲ့တန်ကဘာလဲဟုကတော်ကမျောမေးလိုက်၏ထို့အခါလင်ကုန်းကပြုံး၍ တနတ်တန်ဟုတ်မှမထင်ပါဘူးကွယ်တခုခုကခက်ကြဲကြဲမြည်လိုက်တဲ့အတန်မှာဒီမြင်းမာကြီးတောင်းအတော်လေးကြောက်သွားလို့ဒုံဆိုင်ပြေးရှာတယ်ဟုပြောလိုက်လေသည်မေဤသည်လင်ကွန်းအားတိတိချာချာကြည့်ရင်နှုတ်ရှင်ဥထုံရောဟုမေးလိုက်၏လင်ကွန်းကအပြုံးမပြက်ပဲဥထုံလားဩဩဒီလိုဒီမြင်းမာကြီးကရှေ့ကိုခုန်လိုက်တော့ကျုပ်ရဲ့၈ဒေါ်လာအတန်ဥထုံကျပြီးကြမ်းရင်ခဲတာပေါ့ နဲ့ကြရင်ကြုတ်သွားရှာပါမယ်ဟုပြောလိုက်၏မေရီသည်နှုတ်ခမ်းကိုတင်းကျပ်စွာဆစ်လိုက်ပြီးနောက်ကျမတို့ခုပဲရှာမယ်ဟုပြောလိုက်လေသည် လင်းကွန်းလာခဲ့သောလမ်းအတိုင်းပြန်၍ရှာဖွေကြရာ ခိုင်90ခန်းအကွာတနေရာတွင်လင်းကွန်း၏အနက်ရောင်ဥထုပ်ကိုတွေ့ရလေသည်ဥထုပ်ကိုကောက်၍ကြည့်လိုက်သောအခါ၌ဥထုပ်ဘေးတွင်တင်းနှက်ကြည်စံအပေါက်တစ်ပေါက်ကိုတွေ့ရ၏မေရီသည်မျက်လုံးမြွတ်ဆန်ပြွသွားပြီးနောက် လင်ကွန်းအားစစ်စစ်ကြည့်လိုက်ပြီးလင်တကယ်လို့သာ ကြည်စံဟာအခုထက်နှစ်လက်မလောက်များနေမယ်ဆိုရင် ရှင်ကောင်းဟာလည်းဥထုံးနဲ့အတူတူပါသွားပြီမှာပဲဟုပြောလိုက်လေသည်လင်ကွန်းသည် အနှဲငယ်မျက်နှာပြည့်၍နေရာကစကားတမ်းမှန်အောင်မနေ့ထင်း၍ပြောရသောအတန်မျိုးဖြင့်အယက်မူးနေတဲ့စစ်သားတယောက်မတော်တဆတင်းနှက်ကထွက်သွားတဲ့ကြည်စံနဲ့တူပါတယ်ကွယ်အရေးကြီးတာကတော့ ဒီကိစ္စကိုသတင်းစာထဲမှာပါအောင်ဖုံးပြထားဖို့ပဲတကယ်လို့ပါသွားမယ်ဆိုရင် လူတွေတော့အလဟတ်အထိတ်တလန့်ဖြစ်သွားလိမ့်မယ်ဒီတော့ဒီသတင်းကိုကြက်ကြက်လှုပ်ဝဲထားပါဟုပြောလိုက်လေသည်မေရီသည်မျက်လုံးဝန်း၍နေရာကပင်ဆက်လက်၍ဒီမှာကျမတို့ခုပြောမယ်အိဗရာဟင်ကျမတို့ခုပြောချင်တယ်ရှင်ဒီအိမ်နဲ့အင်ဖြူတော့အသွားပြန်ခရီးတွေမှာရှင်ကိုစောင့်ရှောက်နေကြမြစ်တက်ကအမြင်စောင့်ရှောက်ပါစေ ဒီလိုတယောက်ထက်ဆွတ်သွားမနေပါနဲ့ကျွန်မဒီလိုပြောတာဟာရှင်ကိုဟိတ်ဟန်ထုတ်စေချင်လို့ပြောနေတာမဟုတ်ပါဘူးရှင်ရဲ့ဘေးကင်းမှုအတွက်ပြောနေတာပါငါဟာသမရပဲကွယ်လူတို့ရဲ့လူပဲထီးတရာမင်းတွေလိုဒေါ်လဲကိုင်းနေဝိညာဉ်ဆောင်ရှာဖို့မလိုပါဘူးရဲ့လို့စင်ကြင်မပေးပါနဲ့ရှင်ဟု ပြောလိုက်၏အိမ်ထဲသို့ရောက်ကြသောအခါမိများကိုထွန်လိုက်၏ အိမ်ဤအကန်းဆောင်မှာအိမ်အောင်ပရိဘောကအလွန်နှဲပါပြီးလေမရသဖြင့်အသက်ရှူကျက်စေ၏နှစ်ယောက်သာထောင်ချိုးများလာသောလေက အတိုင်းတက်ခဲ့ကြပြီးနောက်အညိုရောင်ဆေးထုတ်ထားသည့်အိမ်ခန်းထဲသို့ရောက်၍လာကြပေသည် ထိုအိမ်ခန်းထဲ၌မော်ဂနီကရင်ကြီးတစ်ခုဗီဒီယိုတစ်လုံးနှင့်မျက်နှာသစ်သောနေရာတစ်ခုသာရှိလေသည် လင်ကွန်းသည် သူ၏ကောင်းအင်ကြီးကိုအိမ်ဟာပေါ်တွင်ခြားထားခဲ့ပြီးနောက်အိမ်မျက်နှာစာပဲတရင်ပေါက်ပေါ်သို့တွား၍ရက်ခါ တောင်ဘက်စီ၌ရှိနေသောပိုတိုမက်မြကြီးကိုလမ်းမြော်ကြည့်နေလေသည်တကောင်အချိန်တော်ရှိတော်မယ်ရှင် အိပ်ပါအောင်လားဟုမေယီကခေါ်၏လင်ကွန်းသည်ဒရင်ပေါက်သို့ကြော်ခိုင်းလိုက်ပြီးနောက်ကောင်းပါပြီမေယီကျုပ်အိပ်ရောက်ဝင်ပါတော့မယ်ဒါပေမဲ့ကျုပ်အိပ်ပြောင်းရင်တောင်အမောကမပြေဘူးဘလို့ပဲအနားယူပေမဲ့ကျုပ်အမောပဲမပြေနိုင်ဘူးဟုပြောလိုက်လေသည်နောက်တနေ့နေနဲ့တွင် လင်ကုန်းတို့သည်6နာရီတို့တွင်အိပ်ရာထားကြလေသည်ဤသို့အစောကြီးထားရခြင်းမှာလင်ကုန်းသည်စုဝင်ကြီးဌာနကျေးနန်းရုံးသို့နက်နက်9နာရီတွင်သွားပြန်ရှိသောကြောင့်ဖြစ်လေသည်အစောကြီးရှိသေးတော်လဲနေမင်း၏အပူချိန်သည်ပြင်းထန်၍လာပြီးဖြစ်၏လင်ကုန်းသည် တနင်္ဂနွေနေ့တွင် စောင်းနေကြဖြစ်သောဥထုပ်ကို ကောက်ယူ၍ဆွတ်လိုက်ပြီးသည်၌ မေရီကလင်ကွန်းတယောက်ထဲညအချိန်မတော်တွင်ဟင်ဒါဆင်အင်ငယ်တို့လာရသည့်ဒုက္ခမှ ကင်းလွတ်စေရန်မိမိသည်အင်ငယ်မှနေ၍ဝါရှင်တန်မြို့ထဲကအင်ဖြူတော်သို့ပြန်၍တောင်းရွှေ့တော်မူဖြစ်ကြောင်းကိုပြောလိုက်လေသည်လင်ကွန်းမှာကတမရအနေနဲ့များစွာစိတ်ရှုပ်ဖျားကောင်းသောအခြေအနေကိုရင်ဆိုင်၍နေရလေသည်တတ်သည့်ဖွယ်စည်းသောဘုချုပ်ပုတ်သည်စစ်အကြီးအကျယ်ရှုံးရနေသည်ဖြစ်၏ ဗိုလ်ချုပ်မကဒီလန်ကလည်းသူဤထုံးစံအတိုင်းထိုးစစ်မစင်ပဲတနေရာရဲတင်သာတက်ဆွဲရင်နေ၏။ဤနည်းဖြင့်အဖိုးတန်လာသောအချိန်များမှာအလဟတ်သက်ကုံဆုံး၍နေလေသည်။တဖန်လင်ကုန်းမှာသူခံထားသောစစ်ဝင်ကြီးအသည်အက်ဒဝတ်စတန်ဒန်နှင့်ပတ်သက်၍စိတ်ရှုပ်စရာပင်ဖြစ်၍လာပြန်၏။စတန်ဒန်သည် အလွန်တရာစီးစနစ်ကျသူဖြစ်သောကြောင့် စစ်ဝင်ကြီးဌာနတစ်ခုလုံးကိုတိကျပြတ်သားသောအမေများပေး၍အလုံးဝတရားကိုထမ်းဆောင်လျက်ရှိလျာရေလိုက်ငားလိုက်နေရသောသူများ ရေးသားခိုရသောသူများသည် စတင်တန်အားမကြည်မနှက်ဖြစ်ကြလျက်စတင်တန်သည် အာနာရှင်တပွဲကြင့်ကြံ၍နေပါသည်ဟုလင်ကွန်းထံသို့နင်းညမဆက်လာရောက်ပြီးအတိုင်တော်ထူပြောလျက်ရှိ၍နေကြပေသည်တခါ၌ကွန်ကရစ်လွှတ်တော်အမတ် ။အုံဝင်းလက်ကွိုင်းသည်တံပရလင်ကုန်းနှင့်နေလယ်စာလာ၍စား၏။အုံဝင်းလက်ကွိုင်းကအရှိဘက်ပြည်နယ်ရှိစစ်တပ်များကို အနောက်ပြည်နယ်ရှိစစ်တပ်များနှင့်ပူးပေါင်း၍ထိုးစစ်ဆင်တင့်သည်ဟုအကြံပေးရာ လင်ကုန်းသည် ထိုအကြံပေးချက်ကိုမိမိထောက်ခံကြောင်းစာတဆောင်ရေး၍ထိုစာနှင့်အတူ ဝင်လက်ကွိုင်းအားစီရေးရဝင်ကြီးစတင်ထန်ထန်သို့ဆေလွတ်လိုက်၏ မေဤလင်ကုန်းနှင့်တားကလေးတို့သည်နိလယ်စားဆောင်း၍မပြည့်သေးမီ၎င်းသည်ညနှောင်းကြီးနီနီနှင့်စွင့်ဝင်ကြီးယုံမှပြန်၍လာ၏၎င်းကတမရာမင်းပြေးလိုက်တဲ့စားကိုစွင့်ဝင်ကြီးစတင်တန်ကိုပြတော့သူကမင်းတို့တမရာဟာဘာမှနားမလည်ပါဘူးကွာလို့ပြောလိုက်ပါတယ်ခမည်းဟိုတိုက်တန်းလေတော့သည် မေဤမှာအတော်တော်သားဖြစ်၍သွား၏သို့တော်လင်ကုန်းကောင်းမှုပြုံး၍နေလေသည်ပြီးမှတကယ်လို့စတင်တန်က ဲ့ဒီအတိုင်ပြောတယ်ဆိုရင်ကျုပ်ဟာဘာမှနားမလဲတဲ့လူတယောက်ဟုတ်ကောင်းဟုတ်ပေမှာပဲဘာဖြစ်လို့လဲဆိုတော့စတင်တန်ရဲ့အယူအဆတွေဟာ များသောအားဖြင့်မှန်ကန်တာတွေကြီးပဲဟုရေကာမောကပြောလိုက်လေသည် ထို့နောက်မွန်လွင်ချိန်တွင်စတင်တန်သည်လင်ကွန်းထံမှအပြန်တွင်စစ်ဌာနချုပ်သို့ပြန်ရ၌အင်ပြူတော်ဤတောင်ဘက်မြခင်ကိုဖြတ်၍ပြန်ရလေသည်လင်ကွန်းဤတာကလေးတဲသည်ထို့မြခင်ပေါ်တွင် အစ်စ်ပေါ်သောမြင့်ရေဖြန်းသည် ရေပန်းနှုတ်သည်နှင့်ကစား၍နေ၏သူအနည်းသို့စတင်တန်ရောက်၍လာသောအခါတွင်တဲရီသည် ရေပန်းနှင့်စတင်တန်၏မျက်နှာကိုပတ်လိုက်၏စတင်တန်အာအသင့်၍နေစဉ်ပင်တဲရီသည် စတင်တန်၏တကိုယ်လုံးရွှဲအောင် ရေပန်းနှင့်ပတ်လေတော့သည် စတင်တန်သည်ဒေါသအထွက်ကြီးထွက်ပြီးနောက်ရေစိုကြီးနှင့်တဲရီအာမေနှင့်လင်ကုန်းရှိရာသို့ဆွဲခေါ်လာ၏တဲရီက ဒီလူကြီးဟာကျွန်တော်ဖေဖေကိုဘာမှနားမလဲတဲ့လူတို့ပြောတဲ့လူကြီးမို့ကျွန်တော်ဆုံးမလိုက်တာပဲဟုပြောချလိုက်၏မေင်းနဲ့လင်ကွန်းတို့မှာတူးမျက်နှာကိုတူးအတိတ်ပဲပါပါကြည့်လိုက်၏ပြီးမှလင်ကွန်းသည်စတင်တန်ပဲ့သူလှဲ့ပြီးစတင်တန်ကြုတ်ပြောမဲ့နားထောင်တဲဒီနဲ့ဆက်ပြီးရမဖြစ်အောင်စူးစမ်းပေတော့ခုဆိုရင်မင်းဟာလူတကာကိုဒေါသထွက်ချိန်မောင်းလုံးနေတာနဲ့လူတကာကမင်းကို အချစ်အခင်နှဲပါနေကြတယ်။ကျုံနဲ့ပတ်သက်ပြီးမင်းပြောတာဆိုတာတွေကိုမကြိုက်တဲ့လူတွေဟာဟော်ဒီတတိကလေးတယောက်တည်းမဟုတ်ဘူး။အများကြီးပဲရှိကြတယ်။အဲ့ဒီတော့ဒီကလေးနဲ့တောင်မှတက်အောင်ပေါင်းနိုင်မယ်ဆိုရင်မင်းဟာစစ်ကိုနိုင်အောင်စီစဉ်နိုင်ပြီးတော့ပြည်တော်စူကြီးမပြိုကွဲအောင်လဲထိမ့်သိမ့်နိုင်ရန်ရောက်ပေလိမ့်မယ်ဟုပြောလိုက်လေသည်။နောက်နေ့ရက်မြကြာသောအခါတွင်စတန်တန်သည်လင်ကွန်းတို့မိသားစုနေသောအထက်သို့ရောက်လာပြီး ကိုနှစ်သားအရွယ်သာရှိသေးသောတယ်ဒီအားပြည်တော်စုအပျော်တမ်းဘုံကလေးရာတို့ခန့်အပ်စာချုံမော်ပြီးပြည်တော်စုတပ်သားဝှစ်ဆောင်တစုံကိုလက်ဆောင်ပေးလေသည်ဤနည်းဖြင့်အင်ဖြူတော်တွင် နောက်ဆုံးပေါ်ပေါက်သောပြိပခါတစ်ခုမှပြင်းငင်း၍တွားရလေသည်အပိုင်း၂၀ခွန်အားဤနေရာမှာရနာပြရစေရှင် နားဆင်ပေးပါသော စာချစ်သူများအားလုံးကိုယ်စိတ်နှပါစမ်းမချမ်းသာကြပါစေရှင်